ဘုရားရှင်ဟောခဲ့တဲ့ဒီဘာကြောင့်တရား6ပါးကပါလေဆရာ6ပါးကိုတစ်ခုချင်းရှင်းသွားပါမယ်ဟုတ်ကဲ့ပါဆရာနံပါတ်1ချက်ကတော့ကျမ်းမာရေးကောင်းခြင်းဟာကြီးပွားခြင်းအတွက်အရေးကြီးတဲ့တရားပဲလို့ပြောပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကဘုရားရှင်ဟောခဲ့တာနော်တမီးဒီနေ့ဒီမှန်နေတော့ပါပဲ။ဆရာလည်းတမီးနဲ့ဆွေးနွေးတိုင်းဒီကျမ်းမာရေးကိုအမြဲတမ်းဦးစားပေးပြောလို့ရှိပါတယ်နော်။ ဲ့တော့ကျမ်းမာရေးဆိုတာလူအတွက်သိအေးကြီးပါတယ်ဆရာမင်းပြောပါတယ်ဘလောက်ပဲအောင်မြင်အောင်မြင်ဘလောက်ပဲချမ်းသာချမ်းသာဘလောက်ပဲပညာတော်တော်နော်ဘလောက်ပဲရာထူးအာဏာကြည်ကြည်ကျမ်းမာရေးမကောင်းရင်တော့ဘာဖြစ်လဲသမီးနော်အကုန်လုံးကိုလက်လွတ်ဆုံးရှုံးရမှာပဲဒါကြောင့်မို့ကျမ်းမာရေးကောင်းဖို့သိအေးကြီးပါတယ်ဒါဘုရားဟောခဲ့တဲ့နော်တရားလည်းဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးကောင်းဖို့ဆိုရင်ကိုယ်ခန္ဓာကျမ်းမာရေးလည်းကောင်းဖို့လို့သူတို့ စိတ်ကြမ်းပါရေးလေကောင်းပါဆရာတို့ကောင်းဖို့လိုပါတယ်ဒါဆရာတို့အရေးကြီးပါတယ်ဒါကြီးလည်းပဲဆရာလည်းတမီးရဲ့ဆွေးနွေးရတဲ့မှာနော်ခဏခဏဆွေးနွေးမှုသာပါနော်ဆရာထပ်ပြီးတော့ဒါကိုတော့အကျေချက်ဆွေးနွေးတော့ပါဘူးဒုတိယချက်ကတော့ဘုရားရှင်ကကိုချင်းသီလကောင်းရမယ်ကိုချင်းတရားကောင်းရမယ်အဲ့တော့ကိုကျင်တရားလို့ပြောလိုက်လို့ရှိရင်ဆရာတို့ဗုဒ္ဓဘာသာတော်တော်များများကတော့ငါးပါးတိလကိုအရင်ပြင်းပြင်ပါတယ် ဆရာကတော့ကိုချင်းသီလကောင်းတယ်ဆိုတာငါးပါးသီလတဲ့တောင်ပို့ပါတယ်။ဘာတွေပို့လဲဆရာလို့ပြောရင်ကိုချင်းတရားကောင်းတယ်ဆိုတာဥပဒေတွေကိုလည်းလေးစားလိုက်နာလိမ့်မယ်။ဥပဒေတွေကိုချိုးဖောက်ရင်တော့ဥပဒေရဲ့အပြစ်ပေးအရေးယူခြင်းကိုခံရလိမ့်မယ်။ဥပဒေရဲ့အပြစ်ပေးအရေးယူခြင်းကိုခံရရင်တမီးရဘယ်လိုလုပ်ချမ်းသာကျွယ်ဝနိုင်တော့မလဲ။နော်။ကျင့်ဝတ်တွေကိုလည်းလိုက်နာလိမ့်မယ်။ကျင့်ဝတ်တွေကိုဖောက်ပြတ်တယ်ဆိုရင် ်ဘလောက်ချမ်းသာတဲ့လူပဲဖြစ်ဖြစ်လူအများရဲ့တဲ့ရဲ့ခြင်းကိုခံရလိမ့်မယ်လူများရဲ့တဲ့ရဲ့ခြင်းကိုခံရလို့ရှိရင်ကိုယ့်ရဲ့ချမ်းသာမှုကလည်းလျော့ပါသွားလိမ့်မယ်ဒါကြောင့်မလို့ဘုရားရှင်ကနေပြီးတော့ကိုချင်းသီလကောင်းခြင်းဟာချမ်းသာခြင်းတရား6ပါးတည်းမှာထည့်ပြီးပြောခဲ့ခြင်းဖြစ်ပါတယ်နံပါတ်3ချက်ကတော့ဘုရားရှင်ဘာပြောခဲ့လဲပညာရှိတို့ရဲ့စိုးစုံးမှဩဝါဒကိုနားထောင်ရမယ်တဲ့ ဒီစကားလေးကလည်းအရေးကြီးပါတယ်အထူးသဖြင့်ပေါ့နော်ဆရာတို့အသက်ကြီးလာတဲ့အခါမှာပညာတွေတက်လာတဲ့အခါမှာတခြားသူရဲ့စိုးစိုးမောင်တိတ်နားမတောင်ရတော့ဘူးဆရာတို့ဟာဘလောက်ပဲအသက်ကြီးကြီးဘလောက်ပဲပညာတက်တက်ဘလောက်ပဲယာရူးကြီးကြီးကို့တဲ့ပညာရှိတဲ့လူကိုဆရာတို့ကချင်းကပ်ရမယ်သူဆရာနေပြီးတော့စုံမအောင်ပါတာတွေကိုဆရာတို့နာယူနေရမယ် ဲ့တော့ဒီဝါချမ်းသာခြင်းနဲ့ပတ်သက်ရင်လည်းနာမည်ကြီးခဲ့တဲ့စာရေးဆရာကြီးဂျင်မရွန်ကဘာပြောခဲ့လဲဆိုလို့ရှိရင်မင်းပေါင်းသင်းတဲ့လူ9ယောက်ရဲ့ဖြတ်မြခြင်းပဲမင်းဖြစ်လိမ့်မယ်ဆိုတော့ဒါတမီးရဲ့ကိုနဲ့ပေါင်းသင်းတဲ့လူ9ယောက်ဟာကိုယ့်ရဲ့အစ်စ်နိုင်နေတယ်ပညာပေါ့နော်ပညာအားဖြင့်အစ်စ်နိုင်နေကိုဟာကိုယ့်ရဲ့ဖြတ်မြခြင်းကနိုင်သွားမှာပေါ့ဒါကြောင့်မလို့ကိုပေါင်းသင်းတဲ့လူ9ယောက်ထဲမှာကိုယ့်ရဲ့ပညာကြီးတဲ့လူကတော့ပါကိုပါရမယ် ။ရောင်းလို့ဘုရားရှင်ကပညာရှိလို့ရဆိုဆုံးမှဩဝါဒကိုနားထောင်ပါလို့ပြောခဲ့ပါတယ်။ဒီချက်ကလည်းအလွန်ကိုအရေးကြီးပါတယ်။